မင်္ဂလာပါခင်ဗျာ2023ခုနှစ်နိုဝင်ဘာလပထမပတ်အတွက် RFA ရုံသံတင်မဂ္ဂဇင်းအစီအစဉ်ကို American ပြည်သူ Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါကျွန်တော် RFA ရဲ့အပတ်စဉ်သတင်းမဂ္ဂဇင်းအစီအစဉ်ကိုမြန်မာစံတော်ချိန်ည8:00နာရီကိုရနေ9:00နာရီထိစနေနေ့တိုင်းတင်ပြသွားမှာဖြစ်ပြီးတော့တင်းငွေနေနေမှာတော့နောက်တစ်ချိန်ပြန်ပြီးထုတ်လွှင့်သွားမှာပဲဒီတစ်ပတ်အစီအစဉ်မှာပထမဆုံးအတွက်တပတ်တွင်းထူးခြားတဲ့မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကိုပြန်ပြီးတင်ပြသွားပါမယ်အဲဒီနောက်မှာတော့ကချင်ပြည်နယ်လိုင်ဇာမြို့မှာပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ညီလာခံနဲ့ပတ်သက်ပြီးအမြင်သဘောထားစုစည်းတင်ပြချက်နဲ့လိုင်ဇာမျိုးအနာကဂျယန်းကချင်ဒုက္ခသည်စခန်းအကြောင်းကိုထုတ်လွှင့်ပေးမှာပါအဲ့ဒီနောက်မှာတော့ကရင်ပြည်နယ်မြောက်ဝတီမြို့မှာကျင်းပခဲ့တဲ့လူလူတွေ့ဆုံပွဲအကြောင်းကိုလည်းပြည်သက်တွေရှုစားရမှာဖြစ်ပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ရဲ့အီတလီနိုင်ငံခရီးစဉ်အကြောင်းနဲ့အကြံဖက်ပဋိပက္ခတွေကြောင့်ရခိုင်ပြည်နယ်ကကဘာလက်ခီးသွားလုပ်ငန်းကျဆင်းခဲ့တဲ့အကြောင်းသတင်းဆောင်မတွေထုတ်လွှင့်ပြီးမှာတော့ဒီတစ်ပတ်အတွက်နောက်ဆုံးအစီအစဉ်ဖြစ်

င်္ဂလာပါခင်ဗျာတပတ်တွင်ထူးခြားတဲ့သတင်းစီစဉ်ကိုကျွန်တော်တို့အရင်ဆုံးတိုင်းရင်းသားတွေရဲ့ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့သတင်းနဲ့စကြပါမယ်ခင်ဗျာတနိုင်ငံလုံးကတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေတက်ရောက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို KIO ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဌာနချုပ်လိုင်ဇာမြို့မှာအောက်တိုဘာ30ရက်နေ့ကစပြီးကျင်းပပါတယ်နိုဝင်ဘာ1ရက်နေ့ထိပြုလုပ်တဲ့ဒီညီလာခံမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့18ဖွဲ့ကထိပ်တန်းခေါင်းဆောင်တွေတက်ရောက်ပြီးအခုလာတဲ့မှာပဲကျင်းပဖို့စီစဉ်ထားတဲ့နိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးပွဲမှာပါဝင်မဲ့ချက်တွေနဲ့ပတ်သက်ပြီးအဓိကထားဆွေးနွေးခဲ့ကြပါတယ် သမရဦးသိန်းဆိုင်ရာလည်းဒီညီလာခံကိုတဝန်လောပေးပို့ခဲ့ပြီးအခုဆွေးနွေးပွဲကနေရရှိလာမယ့်သဘောတူညီချက်တွေကနေငြိမ်းချမ်းရေးအတွက်အထောက်အကူဖြစ်စေလိမ့်မယ်လို့မျှော်လင့်ကြောင်းတဝန်လောမှာရေးသားဖော်ပြထားပါတယ်ခင်ဗျာအခုလိုတိုင်းသားဖွဲ့တွေငြိမ်းချမ်းရေးအတွက်ဆွေးနွေးနေကြတယ်ဆိုပေမဲ့လို့ကချင်ပြည်နယ်ဗမော်ခရိုင်မန်စီမြို့နယ်အတွင်းဆိုးရနယ် KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တိုက်ပွဲတွေကြောင်းဒေလွေရထွက်ပြေးနေရတဲ့စစ်ကြီးဒုက္ခသည်တွေအတွက်အထူးစိုးရိမ်ပူပန်မိတဲ့အကြောင်းကုလသမဂ္ဂအတွင်းမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်မာတင်နာစီယာကီကပြောလိုက်ပါတယ် အော်တိုဘန်နဲ့ဆက်နေရတဲ့ဖြစ်ပွားခဲ့တဲ့ဒီတိုက်ပွဲတွေကြောင့်ဒေသခံ1200ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရပြီးတချို့ဒေသခံတွေဟာလုံခြုံတဲ့နေရာတွေအထိမတိမ်းမရှောင်နိုင်တာမို့အထူးစိုးရိမ်စရာရှိတယ်လို့လည်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနကကြေညာချက်တောင်ထုတ်ပြန်ခဲ့ပါတယ်။လောလောဆယ်ဆင်ပြေဒုက္ခတွေအတွက်စားနပ်ရိက္ခာအထူးလိုအပ်နေပြီးဒုက္ခသည်တွေစီချက်ချင်းသွားရောက်နိုင်မဲ့လမ်းကြောင်းကိုဖွင့်ပေးဖို့လိုအပ်နေတယ်လို့လည်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနကကိုယ်စားလှယ်ကပြောကြားထားပါတယ်ခင်ဗျာ။ ဥရောပ၅နိုင်ငံကိုခီးထွက်နေတဲ့ဒေါ်ဆန်းစုကြည်ဟာအော်တိုဘာ28ရက်နေ့ကအီတလီနိုင်ငံပိုဟမ်မင်းကြီးဖရန်စစ်နဲ့ဗာတီကန်နန်းတော်မှာတွေ့ဆုံခဲ့ပါတယ်။မြန်မာနိုင်ငံမှာမတူကွဲပြားတဲ့ဘာသာတရားတွေအချင်းချင်းဆွေးနွေးညီနိုင်ကြဖို့ပိုဟမ်မင်းကြီးကတိုက်တွန်းလိုက်ပါတယ်။အော်တိုဘာ29ရက်နေ့မှာတော့ဒေါ်ဆန်းစုကြည်ဟာအီတလီနိုင်ငံရောမမြို့က1994ခုနှစ်တုန်းကချီးမြှင့်ခဲ့တဲ့ဂုံတူးဆောင်ရောမမြို့သူစုကိုကိုယ်တိုင်တက်ရောက်လက်ခံရယူခဲ့ပါတယ်။ဒါပြင်အီတလီနိုင်ငံမြောက်ပိုင်း ဘလောကနာမြို့မှာဂုံဒူးဆောင်ဘလောကနာမြို့သူစုနဲ့ဥလာမကနာတက်ကတူကပေးရတဲ့ဂုံဒူးဆောင်တပ်တနစ်ကဒေါက်တာဘွဲ့အပြင်အီတလီနိုင်ငံအနောက်မြောက်ပိုင်းတူရင်မြို့ကပေးရတဲ့ဂုံဒူးဆောင်မြို့သူစုနဲ့ပါမာမြို့ကချီးမြှင့်တဲ့ဂုံဒူးဆောင်စုတွေကိုလည်းကိုယ်တိုင်တွားရောက်လက်ခံရကြပါခင်ဗျာဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU အနေနဲ့2015ရွေးကောက်ပွဲမှာလေးလာဆောင်ကြည့်ရေကိုယ်စားလှယ်တွေစိတ်လွတ်ကူညီဖို့မြန်မာဆိုးရွားကိုကမ်းလှမ်းထားတယ်လို့အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ EU သမ္မတကြီးကပြောလိုက်ပါတယ် ရန်ကုန်မှာအောက်တိုဘာ30ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ EU တာဝန်ကြီး Roland Covia ကအခုလိုပြောတာဖြစ်ပါတယ်2015ရွေးကောက်ပွဲကိုပွန်လင်းလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ကြိုးပမ်းဆောင်ရွက်မယ်လို့မြန်မာအစိုးရကရောရွေးကောက်ပွဲကော်မရှင်ကပါပြောဆိုတာကိုကြားသိရတဲ့အတွက်အထူးမျှော်လင့်မိတဲ့အကြောင်း EU တာဝန်ကြီးကပြောပါတယ်ဒီလိုကူညီခြင်းအပြင်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတရားမျှတပြီးဂုဏ်သိက္ခာတက်စီမဲ့အကြောင်းလဲ EU တာဝန်ကြီးကပြောပါတယ်ခင်ဗျာ နိုင်ငံမှာမွတ်စလင်ဘာသာဝင်တွေပေါ်ပြစ်မှတ်ထားအကြမ်းဖက်မှုတွေကိုစုံစမ်းလေ့လာဖို့ OIC Islam နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အတွင်းရေးမှူးချုပ် Ikmerin Isanoglu ခေါင်းဆောင်ပြီး Islam နိုင်ငံ6နိုင်ငံကနိုင်ငံခြားရေးဝန်ကြီးတွေပါဝင်ကိုယ်စားလှယ်အဖွဲ့ဟာဒီနိုဝင်ဘာလထဲမှာမြန်မာနိုင်ငံကိုလာရောက်မယ်လို့သတင်းရရှိပါတယ်။ပြည်သူ့မှလူမျိုးရေးကောင်စီအထူးအစည်းအဝေးပြီးမြန်မာနိုင်ငံကိုသွားရောက်မယ်အကြောင်း OIC အတွင်းမှူးချုပ်ကထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပြီးအထူးသဖြင့် Rohingya Muslim တွေနိုင်ငံသားဖြစ်ရရှိရေးကိုကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။တစ်ချိန်ထဲမှာလည်း မြန်မာနိုင်ငံမှာမွတ်စလင်လူနည်းစုတွေကိုအကြမ်းဖက်တာတွေကိုအဆုံးသတ်ရေးအစီရင်ခံစာတောင်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကိုပေးပို့မယ်လို့ OIC ရဲ့ကုလသမဂ္ဂကိုယ်စားလှယ်ပြောပါတယ်။ OIC ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံကိုတွားရောက်မဲ့ကိစ္စကိုလက်ရှိကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့အဇာဘိုင်ဂျန်နိုင်ငံကကမခထပြုအစိုးတင်သွင်းခဲ့ရလို့သိရပါတယ်ခင်ဗျာ။မြန်မာနိုင်ငံဟာပြုပြင်ပြောင်းလဲမှုတွေကြောင့်နာမည်ကောင်းရနေပြီမလို့ကမ္ဘာ့ဘဏ်ကအင်ကန်နေမှာထုတ်ပြန်ခဲ့တဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြနိုင်ငံများစီးရင်မှာအောက်ဆုံးပိုင်းကပါဝင်နေပါတယ်။ ကမ္ဘာ့ဘဏ်ကနှစ်စဉ်ထုတ်ပြန်တဲ့စည်းရုံးမှာစီးပွားရေးလုပ်ငန်းတွေစတင်ဆောင်ရွက်ဖို့အကောင်းဆုံးနဲ့အဆိုးဆုံးနိုင်ငံများစည်းရုံးနိုင်ငံပေါင်း189နိုင်ငံထဲမှာမြန်မာက182မှာရှိနေတာဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်ကနှစ်စဉ်ထုတ်ပြန်တဲ့ Doing Business Report လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြနိုင်ငံများစည်းရုံးမှာပြုပြင်ပြောင်းလဲရေးတွေလှုပ်ဆောင်နေကြတဲ့နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့မြန်မာနိုင်ငံကိုဒီနေ့မှာပထမဆုံးကြိမ်ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ ောက်နိုင်ငံမှာစီးပွားရေးလုပ်ငန်းစတင်ထူထောင်ဖို့စရိတ်စကားအကြီးမားလွန်ပြီးလုပ်ငန်းထူထောင်ဖို့အဆင့်အနေအရလည်းခက်ခဲကြမြင့်နေလို့ report မှာဖော်ပြထားပါတယ်ခင်ဗျာဒီတစ်ပတ်မြန်မာနိုင်ငံနဲ့ပတ်သက်သတင်းတွေတော့ကြောက်ပါမယ်ခင်ဗျာသိသံများ RFP ကိုဆီစူရရတဲ့ကျေးဇူးတင်ပါတယ်ကချင်လွတ်မြောက်ရေးဖွဲ့ KIO ဌာနချုပ်ရုံးဆိုင်တဲ့လိုင်ဇာမြို့မှာ တနိုင်ငံလုံးကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့18ဖွဲ့ရဲ့ညီလာခံကိုအောက်တိုဘာလ30ရက်ကစပြီးကျင်းပခဲ့ပါတယ်။အဲ့ဒီညီလာခံနဲ့ပတ်သက်လို့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လိုင်ဇာမျိုးကန်တချို့ရဲ့အမြင်တွေကို RFA သတင်းတော့ကိုနေမျိုးထွန်းကဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။ KIO ဌာနချုပ်လိုင်ဇာမှာကျင်းပသွားမဲ့ဒီဆွေးနွေးပွဲမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့16ဖွဲ့လောက်ရဲ့ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ဖို့ရှိတယ်လို့သိရပါတယ်။လာမယ့်နိုဝင်ဘာလအတွင်းအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားကျင်းပဖို့ရှိနေတဲ့ နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရစရေးလက်မှတ်ရေးထိုးမှုအတွေ့ဒီဆွေးနွေးပွဲဟာအရေးပါဆုံးအခမ်းအနားမှာရှိနေတယ်လို့လဲနိုင်ငံရေးလေလာသူတွေကဆွေးနွေးပွဲနဲ့ပတ်သက်လို့ခံမှန်းပြောဆိုမှုတွေရှိနေပါဗျ။အဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းဖွဲ့စည်းထားတဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကတိုင်းရင်းသားကောင်းဆောင်တွေဟာလည်းဒီကနေ့မှလိုင်စာကိုရောက်ရှိလာပါဗျ။အစိုးရဘက်ကတပြီးလုံးကိခရယာစေကြီးအတွက်ပေါ့လေ ဒါအဖွဲ့အားလုံးနဲ့ဒီနေပြည်တော်မှာလက်မှတ်ရေးထိုးဖို့ဆိုတဲ့အစီအစဉ်အဲဒီကိစ္စကိုကျွန်တော်တို့တိုင်းသားတော်ဟန်ရေးဖွဲ့စီအားလုံးအနေနဲ့ပေါ့လေဘယ်လိုဥစားဖို့ယက်တီကြမလဲအဲ့ဒီမှာတစ်ဖက်ကတူညီတဲ့ယက်တီမှုမျိုးဖြစ်လာဖို့အတွက်ပေါ့လေကျွန်တော်တို့အစုပေါင်းတိုင်းပြည်ဆွေးနွေးကြမယ်ဒါအပြင်နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရစရေးလက်မှတ်ရေးထိုးပွဲမှာပါဝင်မဲ့အချက်တွေကို UNFC အနေနဲ့လည်းမူကြမ်းတစ်ခု ရေးဆွဲထားပြီးဖြစ်တဲ့အတွက် UNFC အနေနဲ့ဒီဆွေးနွေးပွဲမှာသူတို့ရေးဆွဲထားတဲ့မူကြမ်းကိုအဓိကထားဆွေးနွေးသွားမယ်လို့ပြောပါရယ်အစိုးရနဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်တွေအကြားပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်တရုတ်မြန်မာနယ်စပ်တစ်လျှောက်မှာစစ်ဘေးဒုက္ခသည်စခန်းတွေရှိနေသလိုကချင်ပြည်နယ်အတွင်းပိုင်းမှာလည်းရှိနေပါရယ်လိုင်စာမြို့မှာဈေးအတွင်းကဈေးသက်တူဖြစ်တဲ့ ဒေါ်ဘောတန်းကလည်းဒီဆွေးနွေးပွဲကိုအောင်မြင်စေချင်ပြီးငြိမ်းချမ်းရေးအမြန်ရစေလိုတယ်လို့သူဆန္ဒကိုပြောပါတယ်။တော်တော်ခက်ခဲလာတယ်လမ်းမဆက်တွေရေမကောင်းလာအောင်နည်းနည်းတော်တော်ခက်ခဲတယ်။အာကိုလုံးကဒုက္ခရောက်နေဆိုတာရှင်းကောင်းလို့လေလား။အရန်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာပေါ့အကုန်လုံးက UNFC အတွင်းရေးမှုနှစ်ဥခွင့်ဥက္ကာကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုခေါင်းဆောင်တွေတော်တော်များများတက်ရောက်မဲ့ဒီလိုညီလာခံကို စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ KIA ဌာနချုပ်လိုင်ဇာလိုနေရာမှာကျင်းပနိုင်တာကိုကြည့်ရင်ဆွေးနွေးပွဲအောင်မြင်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်ကျွန်တော်တို့ကတော့အကောင်းမြင်နော်ဒီလိုစုံတွဲခွင့်ရလာတော့လည်းတိုက်ပွဲကြောင်းလောဖြစ်တစ်ချိန်တော့ကျွန်တော်တို့ဒီလိုစုံဖို့နေနေတာကဆက်သွယ်ရုံများနဲ့ဒီမှာတဲ့အဖြစ်ဖြစ်တယ်ဒီမှာတဲ့ဟိုကျွန်တော်တို့အရင်ခံရတဲ့အဖြစ်ဖြစ်တယ်အခုကတော့ ပြည်တွင်းကလာတဲ့ခေါင်းဆောင်တွေလည်းကျော်ကျော်မောမောရောက်ပဲဒီပါလာတဲ့ခေါင်းဆောင်တွေလည်းကျော်မောရောက်တယ်အဲ့လိုရောက်တဲ့အတွက်ဒီတပွဲကတော့ကျွန်တော်ထင်တယ်ဒါပြည်တွင်းပြည်ပပြည်သူလူထုပေါ့လေအထူးသဖြင့်နေကျင်တာတကကချင်ပြည်သူလူထုတွေရဲ့အသာပေါက်ကံမှုတို့တို့ရဲ့ဒီအားပေးမှုဒီပေါ်မှာကြည့်ရင်တော့ကျွန်တော်ကကျော်ကျော်မောမောနဲ့အောင်လို့ပြောတယ်ဟာလိုင်ဇာမျိုးကဆွန်ွေးပွဲပြီးရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာအစိုးရပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲကနေတနိုင်ငံလုံးအတိုင်းအတာပြစ်ခတ်ရဆဲရေးလက်မှတ်ရေးထိုးပွဲကိုဆက်လက်ကျင်းပကြမှာဖြစ်ပါလိမ့်ခင်ဗျာ။ကျေးဇူးပါရှင်။ကျေးဇူးပါဆိုင်။ကျေးဇူးပါဆိုင်။ RFA တရင်တော့ကိုနေမျိုးထွန်းတင်ပြသွားတာပါ။ကချင်လုံးမြောက်ရေးတပ်ဖွဲ့ KIA နဲ့အစိုးရတွေကြားနှစ်နှစ်ကျော်ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့်ကချင်ပြည်နယ်နဲ့တရုတ်မြန်မာနယ်စပ်တခြားမှာ စစ်ပြေးဒုက္ခသည်စခန်းတွေဖွင့်လှစ်ထားကြရပါတယ်။အဲဒီစခန်းတွေတဲက KIO ဌာနချုပ်လိုင်စာမြို့အနာကဂျယန်းဒုက္ခသည်စခန်းအကြောင်းကို RF သတင်းတောက်ကိုမျိုးစော်ကတင်ပြထားပါတယ်ခင်ဗျာ။တရုတ်မြန်မာနေဆက်အမီဂျယန်း6နှစ်ပေးကလိုင်စာမြို့နယ်ဖုံးလုံးမြင့်ကြီးရွာသွားကားလမ်းမပေးမှာဂျယန်းဒုက္ခသည်စခန်းကိုလွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ထဲကဖွင့်လှစ်ခဲ့တာပါ။ ဂျယန်ဒုက္ခတဲ့စခန်းမှာစပီးဒုက္ခတဲ့လက်ရှိ8000ကျော်လောက်နေထိုင်နေတယ်လို့ကျယန်ဒုက္ခတဲ့စခန်းရဲ့အတွင်းမှုဥနော်ချာကပြောပါတယ်ပထမဆုံးစရောက်တာကကျွန်တော်တို့အိမ်ထောင်စုက48လူကတော့အကုန်လုံးတရားတရားနဲ့အာ89ရောက်ပထမဆုံးစရောက်တာအခုလက်ရှိကတော့ကျွန်တော်တို့ဒီမှာအိမ်ထောင်စုအရဆိုရင်အာ10000နဲ့မှ 1982ရောက်အဲ့ဒီစစ်ဘေးဒုက္ခသည်တွေဟာလိုက်စားအနည်းတဝိုက်ကြေးရွာတွေကဒေသခံတွေပြင်ဗန်မော်မိုးမောင်းနဲ့ဝိုင်းမော်မျိုးတွေကဒေသခံတွေလည်းလာရောက်ခုံလုံနေတဲ့နေရာဖြစ်ပါတယ်ကျယန်းဒုက္ခသည်စကန်းကိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပြည်တွင်းပြည်ပအလှရှင်တွေကကူညီထောက်ပံ့တာတွေပြင်ကျန်းမာရေးဆေးပေးကမ်းတွေပါဖွင့်လှစ်ထားတာတွေ့ရပါတယ်။ဟိုရွာမှာနေတလို့တော့အဆင်မပြေဘူးပေါ့။ကလေးတွေကများဟိုကလေးသေးနဲ့ဆရာဆရာမတွေကလည်း အဲများများဆဆမရှိဆိုတော့ကလေးတွေကလည်းနေတာထိုင်တာနည်းနည်းတက်သေးပါတယ်။ကျမကြီးကအစားပေါ့။လက်ရှိတရုတ်မြန်မာနေဆက်တစ်ချောင်းနဲ့ကချင်ပြည်နယ်အတွင်းမှာဒုက္ခသည်စခန်းပေါင်း၁၀ခုအထိရှိတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်တာကတော့ဒေသတွေဝင်ပြိုးသက်ဒေသတွေအားလုံးပြပြတယ်လို့မြင်တာပေါ့။ကျွန်တော်တို့ဖြစ်ချင်တာကတော့အားလုံးဒီတည်ငြိမ်ဖြစ်စေချင်တယ်။စပေးဒုက္ခသည်အများစုကမိမိတို့ရဲ့နေရက်တွေကိုအမြန်ပြန်လို့ရပါပြီ။ တိုက်ပွဲတွေကြောင့်သူတို့ရဲ့နေအိမ်တွေပျက်စီးကုန်တာတွေမြေမြုံပိုင်းပြဿနာတွေအစိုးရတပ်နဲ့ KIA တပ်တွေအကြားအပြစ်ခတ်ရစဲရေးဟာလက်တွေအာမခံချက်မရှိသေးတဲ့အတွက်စိုးရိမ်နေကြဆဲဖြစ်ပါတယ်။ဒီဟာဘက်မှာစစ်တရှိတယ်။စစ်တမရှိနေခုကဒီလေနေလို့ရတယ်ဘုရားကျွန်တော်ကဝိုင်းအိမ်လေးနဲ့ပတ်သက်တာနော်အဲဒါဆိုအဲတုံးနေမိပါယူနစ်ချော့စပရှင်နော်နေလို့ဖြစ်တယ်။ဒီဒီကျွန်တော်ယူဟာမှာ အာအရင်တုန်းကဦးခဲ့တဲ့တုံးညီပါဘောနော်အဲ့ဒီချိန်ကတိုက်ပဖြစ်တဲ့နေရာဖြစ်ရှိတယ်။ပြီးရင်မိုင်းတွေပါလေအဲ့လိုမျိုးအတည်ရှိတာအဲ့ဒါမှမဟုတ်ဘူးပြန်ရေးဘူးပေါ့နော်။လက်တလုံးမှာတော့ကချင်လူမျိုးရေးတက်မတော် KIA နဲ့အစိုးရတက်တွေကြားတိုက်ပွဲဖြစ်ပွားမှုတွေရော့ကျနေပြီလို့အစိုးရကကြေညာထားသလို KIA အနေနဲ့လည်းနိုင်ငံလုံးဆိုင်ရာအပြစ်ခတ်ရစဲရေးလက်မှတ်ရေးထိုးပွဲမှာပါဝင်ဖို့လိုင်စာမြို့မှာဒီနေ့အော်တိုဘာလ30ရက်နေ့ကနေစပြီးတိုင်းသားကောင်းဆောင်တွေနဲ့ဆွေးနွေးနေကြပါတယ်။လိုင်စာမြို့ကတိုင်းသားကောင်းဆောင်တွေရဲ့ညီလာခံကနေတဆင့်ပြီးတဆင့်စစ်ပွဲတွေရစဲနိုင်အောင်ဒုက္ခသည်တွေရင်ဆိုင်ရမယ့်ပြဿနာကမြေမြုံပိုင်းအန်ရီနဲ့ပြန်လည်နေရာချထားရေးအတွက်မတိကျသေးတဲ့အနာဂတ်ကိုရင်ဆိုင်ရမှာဖြစ်တယ်လို့ပြောကြပါတယ်ခင်ဗျာ။ ကရင်မျိုးသားစီလုံးရင်းနဲ့ငင်းငင်းဆိုင်ရာလူလူတွေ့ဆုံပွဲကိုကရင်ပြည်နယ်မြဝတီမြို့မှာကျင်းပခဲ့ပါတယ်။အပြည့်အစုံကိုဆက်ပြီးတင်ပြပေးပါမယ်ခင်ဗျာ။ကရင်မျိုးသားတွေစီလုံးညီညွတ်ဖို့နဲ့ငင်းငင်းရဖို့အတွက်ကရင်လူတို့သွေးနွေးပွဲအခမ်းအနားတစ်ရက်ကိုမြဝတီမြို့တောင်ရင်ခမ်းမှာပြီးခဲ့တဲ့စနေနေ့ကကျင်းပခဲ့ပါတယ်။အဲ့ဒီခမ်းနားကိုကရင်စီလုံးရင်းနဲ့ငင်းငင်းကော်မတီကဥဆောင်ကျင်းပတာဖြစ်ပြီးကရင်မျိုးသားအစည်းအရုံး KNU တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ DKBA ဝကြုတ်ထိမ်မောင်ဦးဆောင်တဲ့ကရင်ငင်းချင်းကောင်စီ KNU KNL အပါအဝင်ကရင်လက်နက်ကိုင်ဖွဲ့စည်းတွေကရင်နိုင်ငံရေးပါတီတွေကရင်စာပေနဲ့ယဉ်ကျေးမှုလူမှုရေးအဖွဲ့အစည်းတွေနဲ့ကရင်လူငယ်တွေတက်ရောက်ခဲ့ပါတယ်ကရင်မျိုးသားတွေရှောက်ခဲ့ရတဲ့လမ်းကြောင်းဟာခက်ခဲကြမ်းတမ်းတဲ့အပြင်ဒီလမ်းကြောင်းကလည်းကရင်လူမျိုးတွေကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းမဟုတ်ဘူးလို့ KNU ဘူကော်မတီဝင်မန်းကြီးမောင်ကပြောပါတယ်ကျွန်တော်တို့ကရင်မျိုးသားတွေရှောက်လန်းခဲ့ရတဲ့ခက်ခဲကြမ်းတမ်းတဲ့ဒီသမိုင်းဟာကျွန်တော်တို့ရွေးချယ်ခဲ့တဲ့လမ်းမဟုတ်ဘူးအုပ်စိုးသူလူဒန်းစားကနေပြီးတော့တွန်းပို့လိုက်လို့ဒီခီးချောင်းကိုကျွန်တော်တို့ရှောက်ခဲ့ရတယ်အလားတူပဲကျွန်တော်တို့ကရင်မျိုးသားတွေနဲ့အတူတခြားဘဝတို့တိုင်းသားလူမျိုးများဟာလည်းဒီနေ့ကျွန်တော်တို့ရှောက်လန်းခဲ့ရတဲ့ခီးချောင်းဟာကျွန်တော်တိုင်းသားတွေရွေးချယ်တဲ့ ရွေးချယ်ခွင့်ကျွန်တော်ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ဒါကိုကျွန်တော်တို့ကင်မျိုးသားများရောဘဝတိုင်းသားများရောကျွန်တော်တို့အမှောက်ဆုံးပြောကြခြင်းနဲ့ဒါကြောင့်မလို့ဒီဟာကိုကျွန်တော်တို့ကင်မျိုးသားတွေရဲ့အခွင့်အရေးကိုဥပဒေပေါင်းတွင်းမှာငြင်းငြင်းချမ်းချမ်းနဲ့ဖြည့်ရှင်းနိုင်ဖို့အတွက်ဘမပြီလူလိုက်ရပီးရရဒီနှစ်ပေါင်း60ကျော်ခီးမှာအုပ်စိုးသူအဆက်ဆက်နဲ့ကျွန်တော်တို့ညီညာရေးကိုကျွန်တော်တို့တည်ဆောက်နေဖို့အတွက်ကျွန်တော်တို့ကြိုးပမ်းခဲ့တယ် ကရင်လူမှုစုနေဘက်ကနေကရင်မျိုးသားပေါင်းစုံစီလုံးညီညွတ်ရေးလက်နက်ကင်ပြိပက်ကချုပ်ငင်းပြီးတော့ငင်းငင်းရေးတိဆောက်ရေးစတဲ့အချက်၅ချက်ပါတဲ့သဘောတူညီချက်တွေကိုလည်းအတိပြုနိုင်ခဲ့တယ်လို့သိရပါဗျာ။ ခေအချင်းနေရအဆင်မပြေတာလေးတွေဟိုအကျန်းဖက်တာလေးတွေပဋိပက္ခဖြစ်တာလေးတွေကိုမမြင်ချင်တဲ့အတွက်ကြောင့်ငါဘာတနိုင်လဲဆိုပြီးတော့တနိုင်တဲ့ဘက်ကကိုတစ်ဖက်တလန်းနဲ့ကုညင်ပုံပုံချင်းပြပါတယ်ဒီတော့ဟိုဝါသနာတူစိတ်ဓာတ်တူဆန္ဒတူတဲ့ပုံကလေးပူပေါင်းပြီးတော့အဲ့ဒါဦးစင်းတို့ကရင်ရှိတဲ့နေရာတိုင်းကိုအဓိကစုစည်းပြီးတော့ဒီအကြောင်းဒီအကြောင်းလောက်ကြရအောင်ဆိုပြီးတော့တိုင်ပင်ဆွေးနွေးပြီးတော့ခုလိုမျိုးအနေနဲ့အရရအပွဲတွေကျင်းပမှာဖြစ်တာဖြစ်ပါတယ် ကရင်လူထုနဲ့တွဲဆုံပွဲတွေကိုကရင်တပြိုးသားလုံးစီလုံးညီညွတ်ရေးငြိမ်းချမ်းပျော်ရွှင်ရေးအနာဂတ်ဘဝတာယာလှပရေးစတဲ့ရွေချက်၃ချက်ကိုဥတည်ပြီးလိုင်းဖွဲ့ဖအံတထုံတဝဲဘိန်းနဲ့မြောက်ရီမြို့တွေမှာကျင်းပခဲ့တာဖြစ်ပါတယ်ခင်ဗျာ မ္ဘာနိုင်ငံမှာမတူကွဲပြားတဲ့ဘာသာတရားတွေချင်းဆွေးနွေးညှိနှိုင်းကြဖို့ပိုဟန်မင်းကြီး Francis ကတိုက်တွန်းလိုက်ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌတော်ဆန်းစုကြည်နဲ့အီတလီနိုင်ငံ Vatican နန်းတော်မှာတွေ့ဆုံတဲ့အခါမှာအခုလိုပြောလိုက်တာပါ။အီတလီနိုင်ငံခီးစဉ်တွင်ဒေါ်ဆန်းစုကြည်ရဲ့မြမရေးဆွေးနွေးချက်တွေကို RFA ဖွဲ့သူမတ်တင်းတီရီကစူးစီးတင်ပြထားပါတယ်ခင်ဗျာ။ဥရောပငါးနိုင်ငံရဲ့နောက်ဆုံးခီးစဉ်ဖြစ်တဲ့အီတလီနိုင်ငံမှာတော့မြမဒီမိုကရေစီခေါင်းဆောင်ထော်ဆန်းစုကြည်ဟာအီတလီနိုင်ငံကချီးမြှင့်ထားတဲ့ဂုံတူးဆောင်စုတွေကိုလက်ခံယူခဲ့တာပါ။ ဲ့ဒီမှာပုတ်ရဟန်းမင်းကြီး Francis နဲ့အော်တိုဘာလ28ရက်နေ့မနက်ပိုင်းက Vatican နန်းတော်မှာတွေ့ဆုံပါတယ် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ငြိမ်းချမ်းရေးတွေအတွက်ဒေါ်ဆန်းစုကြည်ရဲ့အကြမ်းမဖက်တဲ့ဆောင်ရွက်မှုတွေအပေါ်မှာပုတ်ရဟန်းမင်းကြီးကချီးကျူးထောပနာပြုလိုက်ပြီးမြန်မာနိုင်ငံတည်းမတူကွဲပြားတဲ့ဘာသာတရားတွေချင်းချင်းဆွေးနွေးကြဖို့ဆုတောင်းမှကြောင်းလဲပုတ်ရဟန်းမင်းကြီး Francis ကပြောပါတယ်။အဲ့ဒီနောက်မှာတော့ဒေါ်ဆန်းစုကြည်ဟာအီတလီအစိုးရခေါင်းဆောင်အနေနဲ့တွေ့ဆုံပြီးနိုင်ငံခြားရေးဝန်ကြီး Emma Barnino နဲ့ပူးတွဲပွဲလဲတင်းစားရှင်းလင်းပွဲတစ်ခုလုပ်ပါတယ်။ If we do not change the constitution the army will still have a privileged position in national politics မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ်တရားဖြစ်ထွန်းလာဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်မှဖြစ်မယ်ဆိုတာကိုအားလုံးသတိထားမိစေချင်ပါတယ်လို့တောင်းဆန်းစုကြည်ပြောသွားတာပါ။ဒါပြင်ဖွဲ့စည်းပုံကိုမပြင်ဘူးဆိုရင်ဒီမိုကရေစီအခွင့်အရေးရဖို့အာမခံချက်တွေရှိနိုင်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ ဖွဲ့စည်းပုံကိုမပြင်ဘူးဆိုရင်စစ်တပ်ဟာမြန်မာနိုင်ငံရေးမှာအခွင့်ထူးခံနေရမှာဆက်ရှိနေဦးမှာဖြစ်ပြီးနိုင်ငံရေးလောကမှာသာမကစီးပွားရေးမှာရောလူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့တခြားကဏ္ဍတွေမှာပါအလားတူအခွင့်ထူးခံနေရမှာဆက်ရှိနေမဲ့သဘောဖြစ်ပါတယ်လို့လည်းတောင်းဆန်းစုကြည်ကပြောပါတယ်။ဒါကြောင့်မလို့ဒီမိုကရေစီနီးလဲမကျတဲ့အနေအထားတွေကြောင့်ကန့်ကွက်ရတာဖြစ်ပါတယ်လို့လည်းသတင်းတောက်တွေကိုရှင်းပြခဲ့ပါတယ်။ဒါပြင်တောင်းဆန်းစုကြည်ဟာအီတလီသမ္မတနဲ့ရောအီတလီဝန်ကြီးချုပ်တွေနဲ့ပါတည်တံ့တွေ့ဆုံခဲ့တယ်လို့အီတလီလွှတ်တော်ကလွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ ်ဆုံးပါတယ်မြန်မာဒီမိုကရေစီရေးကြိုးပမ်းမှုတွေအတွက်သူ့ရဲ့ယုံကြည်ချက်နဲ့ပတ်သက်လို့တော့အောက်တိုဘာလ28ရက်နေ့ကကျင်းပတဲ့ဂုံတူးဆောင်ရောမမြို့သူစုပေးပွဲအခမ်းအနားမှာတောင်ဆန်းစုကြည်ကအခုလိုရှင်းပြခဲ့ပါတယ် I've made blue sacrifices. I only made choices. လူတွေကကျမကိုတိတ်သက်ရှိရဲ၊ကျမမဟုတ်ရင်တိတ်ကိုမြင့်မြတ်တဲ့အလုပ်တွေလုပ်တယ်လို့ပြောကြတယ်။အဲ့ဒီလိုပြောတဲ့အခါတိုင်းကျမကအမြဲတမ်းပြန်ပြောပါတယ်။ကျမယုံကြည်တာကိုပဲလုပ်ခဲ့တာပါ။ ကိုယုံကြည်တဲ့လမ်းကြောင်းကိုပဲရွေးပြီးတော့လှုပ်ရှားရှိတာလှုပ်ပါတယ်။ကျွန်မအနေနဲ့တမန်လရိုးလှုပ်စင်ထက်ပိုးပြီးတော့လှုပ်ခဲ့တာတွေရှိတယ်လို့မယူဆပါဘူးလို့ရောမမျိုးတော်သူစုလက်ခံပြီးဒေါ်ဝဆန်းစုကြည်ကသူ့ရဲ့မိန့်ခွန်းထဲမှာပြောသွားတာပါ။ အဲ့ဒီနောက်အီတလီနိုင်ငံအနောက်မြောက်ပိုင်းဂျယ်ရန်မြို့ကပေးရချီမြင့်တဲ့ဂုံတူးဆောင်မြို့တော်သူစုကိုအော်တိုဘာလ29ရက်အင်္ဂါနေ့ကလက်ခံယူခဲ့ပါတယ်။အော်တိုဘာလ31ရက်နေ့မှာတော့အီတလီနိုင်ငံမြောက်ပိုင်းဘိုလိုနီယာမြို့မှာဂုံတူးဆောင်ဘိုလိုနီယာမြို့တော်သူစုကိုလက်ခံပါတယ်။နိုင်ငံရေးမှာစိတ်ဓာတ်တော်လိုင်းကြီးကအရေးကြီးတယ်လို့အော့ကလာမက်နာတက္ကသိုလ်ကပေးရတဲ့ဂုံတူးဆောင်တက်တနိကဒေါက်တာဘွဲ့အခမ်းအနားမှာတောင်းဆန်းစုကြည်ကပြောပါတယ်။ I have chosen to speak about politics because I'm a politician. ကျမဘာဖြစ်လို့နိုင်ငံရေးအကြောင်းပြောရလဲဆိုရင်ကျမနိုင်ငံရေးသမားဖြစ်နေလို့ပါကမ္ဘာတချို့မှာကြုံနေရတယ်လို့ပဲမြန်မာနိုင်ငံမှာလည်းနိုင်ငံရေးသမားဆိုရင်အဝေးကနေရှောင်ကျဉ်ရမယ့်သူတွေလို့မကောင်းတာတွေမှန်သမျှပုံချရမယ့်သူတွေလို့သဘောထားမျိုးတွေအမြင်တွေရှိနေပါတယ်ဒါပေမဲ့ကျမကတော့ကျမဖခင်ပြောတဲ့စကားလိုပဲလောကမှာမကောင်းတဲ့နိုင်ငံရေးရဲ့လို့မရှိဘူးဆိုတဲ့စကားကိုသဘောတူပါတယ်နှစ်ပေါင်း90ကျော်စစ်အာဏာရှင်အောက်ကြောက်ရောက်ခဲ့ပြီးတော့ပြည်စည်းနေတဲ့မြန်မာနိုင်ငံရေးလမ်းကြောင်းကိုအစ်စ်ပြန်လဲပြောင်းလဲဖို့ကျွန်မစူးစမ်းနေပါတယ်။ ဒါကတော့အစိုးရထက်ပြည်သူကိုမျက်နှာမူတဲ့နိုင်ငံရေးဖြစ်ပါတယ်လို့တောင်းဆန်းစုကြည်ပြောသွားတာပါ။တပ်ပြင်တောင်းဆန်းစုကြည်ဟာအီတလီနိုင်ငံမြောက်ပိုင်းပါမမြို့မှာဂုံတူးဆောင်မြို့တော်သူစုကိုလည်းအောက်တိုဘာလ31ရက်နေ့ကလက်ခံခဲ့ပါတယ်။15ရက်ကြာဥရောပနိုင်ငံတွေကိုခီးထွက်လာတဲ့တောင်းဆန်းစုကြည်ဟာ Belgian, Luxembourg, ပြင်သစ်ဗြိတိမြောက်အိုင်ယာလန်နိုင်ငံနဲ့အတူအီတလီနိုင်ငံတွေကိုပါတွားရောက်ခဲ့တာပါ ဒီခီးစဉ်တွင်ဥရောပပါလီမန်က1990ကချီးမြှင့်ထားတဲ့ဆက်ခရော့ဖ်စုတွေကိုလည်းဒေါအောင်ဆန်းစုကြည်လက်ခံခဲ့သလိုဥရောပနိုင်ငံတွေကခေါင်းဆောင်အနေနဲ့လည်းမြမရေးဆွေးနွေးခဲ့ပြီးအဲ့ဒီနိုင်ငံတွေကချီးမြှင့်ထားတဲ့ဂုံတူးဆောင်စုတွေမြို့တော်သူစုတွေကိုလည်းလက်ခံယူခဲ့ပါတယ်ရှင်။ ခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့အကြမ်းဖက်ပဋိပက္ခတွေကြောင့်ပြည်နယ်အတွင်းကဘာလက်ခီးသွားလုပ်ငန်း65ရာခိုင်နှုန်းလောက်ကျဆင်းခဲ့တယ်လို့သိရပါဗျ။ခီးသွားလုပ်ငန်းတွေရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်အရပ်ဘက်သတင်းတော့ကိုမင်းသိန်းအောင်ကဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေဟာရခိုင်ဒေသကဘာလက်ခီးသွားဝန်ဆောင်မှုလုပ်ငန်းတွေအပေါ်မှာများစွာအကျိုးသက်ရောက်မှုတွေရှိခဲ့တယ်လို့ခီးသွားလုပ်ငန်းဝန်ထမ်းတွေကပြောကြပါဗျ။ ပြီးခဲ့တဲ့နှစ်ကဆက်တင်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့်ရခိုင်ဒေသကဘာလက်ခီးသွားလုပ်ငန်းတွေ65ရာခိုင်နှုန်းလောက်အထိကျဆင်းသွားကြရပြီးမြောက်ဦးဒေသမှာရှိတဲ့ဟိုတယ်တွေအတော်များများကိုပိတ်ထားကြရသလိုခီးသွားလုပ်ငန်းနဲ့ဆက်ဆက်နေတဲ့အရာအလုံးပေါ်မှာလည်းထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒီနှစ်ဆိုရင်တော့ကျွန်တော်တို့မြန်မာတနိုင်ငံလုံးခီးသွားလုပ်ငန်းဖွံ့ဖြိုးလာတော့လည်းပဲတချို့ဒီပဋိပက္ခရှိတဲ့နေရာလေးတွေမှာတော့ ိုနည်းနည်းလေးတော့ကျော်နေနေပါအစိုးရအနေနဲ့ပဋိပက္ခဖြစ်စဉ်နဲ့နောက်ပိုင်းလုံခြုံရေးအခြေအနေတွေအရနိုင်ငံခြားခရီးသွားလုပ်ငန်းတွေကိုခရီးသွားရာသီတစ်ခုလုံးသွာလာခွင့်လုံဝရဆိုင်ထားခဲ့ရပြီးခရီးသွားရာသီကုန်ဆုံးတဲ့လွန်ခဲ့တဲ့ဧပြီလလောက်ကမှသွာလာခွင့်ပြင်လဲခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။အခုနဲ့ခရီးသွားရာသီမှာတော့ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေပုံမှန်အနေထားတိုင်းပြင်လဲကောင်းမွန်လာလိမ့်မယ်လို့ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေနဲ့ဟိုတယ်လုပ်ငန်းရှင်တွေကမျှော်မှန်းနေကြပါတယ်။ ရခိုင်ဒေသဟာရှေးအောင်စီဒီပထိုးတော်တွေပြင်တာယာလှပတဲ့နေရာတွေနဲ့ကဘာလက်ခီးတွေကိုအပြည့်အဝဆွဲဆောင်နေတဲ့ဒေသတခုဖြစ်ပေမဲ့ရှေးအောင်ရင်ကျင်းမှုမြောက်ဥဆောင်ကိုခီးသွားတဲ့နှစ်စဉ်ဝင်ရောက်မှုနှုန်းဟာပြင်းများအားဖြင့်9000ဝန်းကျင်လောက်သာရှိနေတယ်လို့လည်းသိရပါဗျ။အဲမှာတကယ်ဟိုနိုင်ငံခြားသားတွေဂျိုက်နိုင်မဲ့အကျိုက်တွေအများကြီးရှိပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ရခိုင်ကအများကြီးဥစ္စာအလားအလာကောင်းမဲ့အချက်လက်တွေရှိတယ်။ဒီ transportation ဟိုလေချောင်းလိုင်းတစ်ခုတည်းကိုသာအားကိုးစရာမဟုတ်ပဲကျွန်တော်တို့ကုန်းလမ်းရောရေလမ်းရောအဲ့လိုမျိုးဖြစ်လာမယ်ဆိုရင်တော့ကျွန်တော်တို့ဖက်မှာအများကြီးကောင်းလာမယ်အခြေလက်တွေရှိပါတယ်ကဘာလက်ခီးသွားတဲ့အနေနဲ့မြောက်ဦးရှိအောင်ရင်ကျင်းမှုဇုံကိုအလဲလာရောက်ဖို့အတွက်စစ်တွေမျိုးကနေတဆင့်မြောက်ဦးကိုရေရင်တွေနဲ့လာရောက်ကြတာလည်းဖြစ်ပါတယ် I think uh the yeah the Arkan Regions သူပြောတော့တာကရခိုင်ဒေသခံတွေဟာပေါ်ရွေပြီးရှီအောင်ဇေဒီပထောတော်တွေဟာလည်းဆွဲဆောင်မှုတွေအပြည့်ရှိတဲ့အတွက်လာလေရကြောနဲ့တလို့ကျုံရင်နောက်ထပ်လာလေဥမာဖြစ်ကြောင်းပြောတော့တာပါရခိုင်ပြည်နယ်ခီးသွွားလုပ်ငန်းကောင်းမွန်လာဖို့ဆိုရင်လုံခြုံရေးနဲ့လမ်းမဆက်သွယ်ရေးကောင်းမွန်ဖို့နှစ်ချက်စလုံးလိုအပ်နေတာဖြစ်ကြောင်းပြောဆိုကြပါရခင်ဗျာ။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာတဲ့ရှေ့နေကထောင်ကျနေတဲ့တရားခံအတွက်ယူကန်တင်တဲ့အခါမှာတရားသူကြီးကအမှုကိုရှောင်လွှဲချက်ပေးပြီးတာနဲ့လက်ခံကြောင်းနေမကူးခင်မှာအမိန့်ချမှတ်ပေးခဲ့ပါတယ်တဲ့အဲ့လိုအမှုလက်ခံပြီးတဲ့နောက်တစ်ဖက်အမှုတွေကိုခေါ်ဖို့တမန်စာအတွက်ဒစိတ်ခေါင်းပိုးတွင်းထားပြီးဖြစ်ပေမဲ့တရားခွင်စီရေးကတရားသူကြီးရဲ့မျက်ကွယ်မှာငွေတောင်းပါတယ်တဲ့အဲ့ဒီအခါမှာရှေ့နေတဲ့အတူပါလာတဲ့သူက ူ့မှာပါတဲ့ငွေ2000ကိုထုတ်ပေးတော့ဒီငွေ2000ဘာလို့ရမှာလဲဆိုပြီးတော့လုံးချေပြီးလွှတ်ပြစ်လိုက်ပါတဲ့တရားရုံးတွေမှာတရားသူကြီးတွေကအာဂတိလိုက်ဆောင်မှုလုံးဝမရှိသလောက်ဖြစ်နေတဲ့အချိန်မှာတရားခွင်စရေးတွေကတရားကြီးမဟုတ်ပဲအဓမ္မကြီးပုံစံဖြစ်နေပါတယ်တဲ့တရားဥပဒေစိုးမိုးရေးကိုနိုင်ငံတော်သမ္မတနဲ့ဒေါန်ဆန်းစုကြည်တို့ဥဆောင်ပြီးလုပ်နေချိန်မှာအောက်ခြေဝန်ထမ်းတွေရဲ့အကျင့်ပြမှုတွေကိုလည်းထိထိရောက်ရောက်ရေးယူတင်ပါကြောင်း RFA ကတစင်တင်ပြပါသည်ဆိုပြီးရှင်းပြလာပါတယ်ရှင် အခုတင်ပြမှာကတော့မကွေးတိုင်းဘက်ကပါမကွေးတိုင်းဒေသကြီးကံကောခရိုင်စောမြို့နယ်နဲ့ပခုတ်ကူခရိုင်စိတ်ဖြူမြို့နယ်မှာတဲ့ကျွန်းတင်မာမျောတိုင်းတွေကိုအဲ့ဒီမြို့နယ်တွေကတစ်တောစခန်းတွေအနီးခိမီတစ်ဖြတ်ဆက်တွေအုံပြပြီးတော့ဝါးတွေဖုံးပြီးရွေတော်၎င်းတခြားသောကုန်တွေဖုံးပြီးရွေတော်၎င်းနဲ့နီးမျိုးစုံနဲ့နေစဉ်ခိုးထုတ်နေပါတယ်တဲ့ဒါတွေကိုတစ်တောနဲ့တက်ဆိုင်ရမြို့နယ်အာနာပိုင်အဖွဲ့ကအကာအကွယ်ပေးနေပါတယ်တဲ့ခိုးထုတ်တဲ့တစ်တွေကိုတည်ယူပို့ဆောင်ရင်းနဲ့ကားအက်ဆီဒင့်ဖြစ်ပြီးတော့လူသေရင်နောက်မှ ကြီးတဲ့အမှုကိုငယ်အောင်ငယ်တဲ့အမှုကိုပျောက်သွားစေအောင်လုပ်ပါတယ်တဲ့ဖန်စီရေးအဖွဲ့တွေလာမယ်ကြားလို့ရှိရင်လဲကြိုတင်အတိပေးအကြောင်းကြားတာတွေဖန်စီမိခဲ့လို့ရရင်လဲတခြားတစ်တွေနဲ့အစားထိုးတာတွေနောက်တန်ချိန်လျှော့ပြီးပြတာတွေရှိပါတယ်တဲ့တစ်ကုံတွေတွင်တဲ့ဝန်ထမ်းတွေကအပြစ်လွတ်ပြီးတော့ရင်မောင်းသူတို့ကအပြစ်ပုံချတာတွေလည်းရှိပါတယ်တဲ့ဒီလိုဥပဒေမဲ့ဖြစ်နေတာတွေကိုသမ္မတကြီးနဲ့တကွအစိုးရအဖွဲ့အားလုံးကိုတင်ပြလိုက်ရပါတယ်ဆိုပြီးရှင်းဖွင့်လာပါတယ်ရှင် အခုနေပြည်တော်ကရင်ဖွင့်တန်းကိုပြောပြမှာပါနေပြည်တော်ကအထက်တန်းကျောင်းတစ်ခုကအကျောင်းဥကြီးဟာတဲ့ကျောင်းဆောင်အပေါ်ဓာတ်မှာအရက်သားမိသားစုနှစ်စုကိုငွေကြေးလက်ခံပြီးတော့နေခိုင်းထားပါတယ်တဲ့အာဆီယံအားကစားသမားတွေအတွက်အဲ့ဒီကျောင်းဆောင်ကဆရာဆရာမတွေအားလုံးအောက်ထပ်အဆောင်ကိုပြောင်းရပေမဲ့အဲ့ဒီမိသားစုတွေကတော့မပြောင်းရပါဘူးတဲ့အဲ့ဒီမိသားစုကအမျိုးသားတွေဟာရက်သေးစာတောက်စားပြီးတော့နေစဉ်လိုပဲရင်မူးနေတာကြောင့်လဲကျောင်းကဆရာမတွေအနေနဲ့တွာလာနေထိုင်ရမှာလွတ်လပ်မှုမရှိဖြစ်နေပါတယ်တဲ့ ဒီအကြောင်းကိုမြို့နယ်ပညာရေးမှူးဌာနကိုတင်ပြထားပေမဲ့လည်းထူးခြားမှုမရှိပါဘူးတဲ့ဆရာဆရာမတွေစိတ်အေးချမ်းစွာတာဝန်ထမ်းဆောင်နိုင်ရေးအတွက်သမရာကြီးနဲ့ပညာရေးဝန်ကြီးတို့သိရှိအောင်တင်ပြပါသည်ဆိုပြီးရှင်းပြလာပါတယ်ရှင်အခုဆက်လက်တင်ပြမှာကတော့ရခိုင်ပြည်နယ်ဘက်ကပါရခိုင်ပြည်နယ်မြေပုံမြို့ပေါ်ကတဲတန်းရက်ွက်ကန်တာထွက်ဝရက်ွက်တွေမှာစပားကြိတ်ခွဲဆက်ကိုကူထက်မကစီကမ်းမဲ့ဖွင့်လှစ်ပြီးကြိတ်ခွဲလျက်ရှိပါတယ်တဲ့ အဲ့ဒီစဘာကြိတ်ခွဲဆက်တွေကစပကွန်တွေပြန့်လွင့်တာတွေကြောင့်ဘေးပတ်ဝန်းကျင်နေအိမ်တွေဟာတဲ့အဆုံနဲ့ပတ်သက်တဲ့ယောဂါတွေအရေးပြားယောဂါတွေဖြစ်ပွားနေပါတယ်တဲ့ပွင့်လင်းရာသီရောက်လာတာနဲ့အမျှမိဘအန်ဒီယယ်တွေအတွက်လည်းစိုးရိမ်နေရပါတယ်တဲ့မြေပုံမြို့ပြည်သူတွေဘေးကင်းလုံခြုံရေးအတွက်သက်ဆိုင်ရာအာဏာပိုင်အကြီးအကဲတွေအနေနဲ့အမြန်ဆုံးစစ်ဆေးဆောင်ရွက်ပေးစီလိုပါတယ်ဆိုပြီးရှင်းဖွင့်လာပါတယ်ရှင်ဒီတစ်ခါမကွေးတိုင်းရရင်ဖွင့်တဲ့ကိုပြောပြပါပါ မကွေးတိုင်းနမောက်မြို့မှာမြန်မာနိုင်ငံချက်ချင်းဒီမြအဖွဲချုပ်ကတဲ့ချင်းတောင်တလုံးကို2000လက်ရှိဖက်နက်တရံကို800အင်တာကွက်ကို600နဲ့ရောင်းပါတယ်တဲ့ဈေးစာကြေးရွာမှာအင်ဂျီ145အင်ရှိတာကိုရောင်းတော့ငွေ8သိန်းရပါတယ်တဲ့အဲ့ဒီငွေငွေကိုအဲ့ဒီဈေးစာရွာသားတွေကပြန်ချိတဲ့အခါမှာ28သိန်းရသွားပါတယ်တဲ့သူတို့ရွာလန်းလေးပြက်လို့ ငွေ၁၀သိန်းထုတ်ပေးပါဆိုပြီးလမ်းပြင်ကျင်လို့ပါဆိုပြီးတော့တောင်းတဲ့ဟာကိုဒီငွေတွေကကြက်ချင်ဒီပိုင်ဖြစ်သွားပြီဆိုပြီးပြောပါတယ်တဲ့အထက်လူကြီးတွေသိစေခြင်းလို့ရင်ဖွင့်လိုက်ရပါတယ်ဆိုပြီးရေးသားပေးပို့လာပါတယ်ရှင်ဒီတစ်ပတ် RFA ကိုရေးတဲ့စာပေးတဲ့စာစီစဉ်ကိုဒီစာနဲ့ပဲရနာခွင့်ပြပါရှင်ကြည့်ရှုကြတဲ့အတွက်ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ် နိုဝင်ဘာလပထမပတ်အတွက် RFA သတင်းမဂ္ဂဇင်းအစီအစဉ်တွေလည်းဒီမှာတင်ပြီးဆုံးပါပြီကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညဖြစ်ပါစေခင်ဗျာ